ဘလုံးလောကမှာပြောင်းရွှေ့ရေးဆိုတာရှိရပြီပြောင်းရွှေ့ရေးဆိုတာအတင်းရရတဲ့ကစားသမားမရောက်ဒါပေမဲ့ကစားသမားတယောက်ရဲ့ဂုံပေါ့နော် proud လုပ်လို့ရပါပြောင်းရွှေ့ရေးဘလောက်ဘလောက်ဆိုကျွန်တော်တို့ဂုံကြီးမရှိဆိုအရန်နှမျောဖို့ကောင်းတယ်ဘာစီလိုနာကနေ PSG ကိုပြောင်းတယ် free PSG ကနေပြီးတော့ Inter Miami ပြောင်းတယ်လုံးဝ free กว่าဒါကိုကျွန်တော်တို့ Messi fan တွေပြောတာကြာ Messi လိုကစားသမားအတွက်တန်ကြီးကတတ်မှတ်လို့မရဘူးနော်ကျွန်တော်တို့အဲ့လိုမျိုးပြောကြရတယ်ဒါပေမဲ့တစ်ဖက်ကွာကြီး Ronaldo Neymar Neymar ဆိုပြစံချိန်တွေပြောင်းရွှေ့ချေတန်းနေရ Ronaldo ဆိုလည်း မန်ယူကနေပြီးတော့ရီယယ်ကိုပြောင်းတာသူခေတ္တခါ64သန်းဒါဝေါ်ရကော့ကွာကျွန်တော်အခု inflation နဲ့တွက်လိုက်မယ်ဆို128သန်း128သန်းဆိုဂျာဥဖီလေးအပေါ်မှာရှိရယ်အခုကျွန်တော်ပြောခဲ့တဲ့ပြောင်းရွှေ့ခြေအလုံးထက်အရင်မြင့်နေကစားသမားနောက်ထပ်တယောက်ရှိသေးတယ်အဲ့ဒါကတော့လမိုင်းရမယ်လမိုင်းရမယ်ကိုဘာစီလိုနာစာချုပ်ချုပ်ထားတယ်စာချုပ်ဖြတ်သိမ်းကြီးက1ဘီလီယံ1ဘီလီယံတော့ဘယ်သိမ်းမှလာပြီးတော့စာချုပ်ဖြတ်မှာတော့မဟုတ်ဒါပေမဲ့ရမဲအခုပြာနည်းနည်းစော်ကိစ္စတို့ဒီဟန်စီဖလစ်နဲ့အစီအမပြာတို့ကိုကောလာဟာလာလေးထွက်တော့ဒီသူ့ကိုချောင်းနေတဲ့အသင်းတွေရှိရဗျာ ရင်းသော PSG PSG ရောရမဲကိုတန်း230လို့သူတို့ပထမအသတ်မှတ်တယ် PSG ရေနံတတိယဘာလို့ရမဲကိုခေါ်ချင်တာလဲသူတို့ကချန်ပီယံလိလည်းရပွားပြီကွာပြင်သစ်လီဂူမှာဆိုလဲဒါထမင်းစားရီတောက်ယူနေရဖလားဘာဖြစ်လို့လဲအဓိက brand ကြောင့်ပဲဗျာသူတို့မှာ Dembele ရှိတယ်သူတို့ရောရပြီဒါပေမဲ့ Dembele ဘလုံးတီရောရရဆိုမဲ့ရမဲရဲ့ brand image က Dembele ထက်ပိုကြီးနေကွာသူတို့လိုချင်တာက Barcelona လို့ပြောလိုက် Messi ကိုမြင်တယ်လို့မျိုး ရီယယ်မက်ဒရစ်ကိုပြောလိုက်ရော်နယ်ဒိုမြင်စလိုမျိုး PSG ကိုပြောလိုက်ရင်ကွာမြင်ရမယ့်ကစားသမားတယောက်သူတို့လိုအပ်နေရကွာသူတို့ရဲ့ brand အတွက်ခြေစွမ်းလဲကောင်းတယ် brand image လည်းရှိရရမဲကိုသူတို့တန်း250 300လောက်ထိသူတို့ပေးချင်နေတယ် PSG ကကာတာရင်းနှီးတဲ့တတိယပိုင်းလာဆိုတော့ကာတာဘာလို့လို့လိုက်လုံချင်တဲ့အဖွဲတစ်ဖွဲရှိအဲ့ဒါတော့ sorry RUB က sorry pro league ကနေပြီးတော့အတင်းတင်းအဲ့ဒီအတင်းအကြောင်းနေမောင်လက်လွတ်ထားတဲ့အတင်းကနေပြီးတော့ရမဲကိုတန်ကြီးဘယ်လောက်တတ်မှတ်လဲ တန်း430နဲ့မှ2တန်းနဲ့ဘီလီယံတက်ခွက်နီးပါးလောက်ရှိတယ်ဒါ432တန်းဆိုတော့ဘာစီလိုနာပြောင်းမဲ့ပြောင်းရွှေ့ခြင်းတော့ရမဲအတွက်လောက်ခလာစာ9နှစ်စာချုပ်ကို2ဘီလီယံ2ဘီလီယံဆိုတော့တစ်နှစ်ကိုတန်း200အားလုံးပေါင်းအပီစီ1.5ဘီလီယံကွန်ထရက်နဲ့ကွာဘာစီကိုကမ်းလှမ်းမယ်လို့ပြောနေကြတယ်လုံးဝရမဲရဲ့ price ကအဲ့လောက်ကျွန်တော်ခုနဒမ်ဘီလီနဲ့ရမဲကိုရှင်းပြသလိုကွာဘာလို့ image ကွာလဲဆိုအခုရမဲက16နှစ်ပဲရှိသေးတယ်ဝင်ဝေကောင်းဆုံး ဘောလုံးသမားရေးဆယ်ယောက်စီနဲ့သူပါလာပြီးအဆင့်30နဲ့ခုနံပါတ်1ကတော့ရော်နယ်ဒိုနံပါတ်2ကမက်ဆီကီလီယန် အမ်ပါဘီဟာလန်တို့ရှိတဲ့ဝင်ဝင်အကောင်းဆုံးဘောလုံးသမားဆယ်ယောက်စီကိုနံပါတ်30 18နဲ့ချိန်ပြီးသူ့ရဲ့စီနီယာကစားသမားအကောင်းလုံးကြော်ပြီးတော့အဲ့ဒါကျွန်တော်ပြောချင်တဲ့ brand image ဆိုအဲ့ဒါပဲနောက်ထပ်တဲ့တင်ကတော့ Mercedes Mercedes ကလည်းခေါ်မယ်လို့တော့ပြောတယ်သူတို့ကလည်းရင်းနေတတိယဆိုတော့လည်းခေါ်နိုင်တယ်အဟာလန်နဲ့ Debrainer နဲ့အတွဲလို့မျိုးသူတို့ခု Haaland နဲ့ရမဲကိုတွဲပေးချင်တဲ့ပုံပဲသူတို့ကတော့ Mercedes ဆိုတဲ့အသင်းကြီးက PSG လို့ sorry Arabia လောက်တော့ပေးမှာမဟုတ်ဒါပေမဲ့သူတို့လည်း150နဲ့200ကြာပေးလောက်တယ်ဂျမ်မဲကိုရှောင်းတယ်လားကျွန်တော်တော့ဘာစီလိုနာဖန်နေတော့ဘယ်ရောက်မှာလဲကိုချစ်တဲ့ကစားသမားဘောဗျာဒါပေမဲ့ဘာစီလိုနာအသေးမဲ့ကြည့်ရင် sorry ရောက်ရင်တန်း400